တောင်ပေါ်ကတိတ်ဆိတ်အေးချမ်းနဲ့တာအူဘုံကြီးကျောင်းလေးထဲမှာပေါ့တန်ရှာတယောက်မွေးကလေးကစုံပစ်ခံခဲ့ရတာမှုအဲ့ဒီကျောင်းမှာပဲကြီးပြင်းပြီးပညာရေးတင်ကြားခဲ့ရတာတနေ့တော့သူ့ဆရာကဘုံကြီးကျောင်းမှာရှိတဲ့တခြားတန်ဃာတွေအားလုံးနဲ့ရှင်ပြိုင်တိုက်ခိုက်ဖို့ခိုင်းနေပါလို့လဲဆိုတော့ကျောင်းကလူတိုင်းကိုဆက်မကျူးမွေးနိုင်တော့လို့အပြင်ထွက်ခိုင်းဖို့လူရွေးတာပေါ့အန်ရှာကကျန်တဲ့တန်ဃာတွေကိုအလွယ်တကူပဲအနိုင်ယူလိုက်နိုင်ခဲ့တယ်ဒါပေမဲ့သူအံ့ဩသွားတာကအနိုင်ရတာဟာအပြင်ထွက်ရမယ်ဆိုတဲ့အတိတ်ပဲဖြစ်နေတာပဲဘာလို့လဲဆိုတော့သူဟာနောက်ထပ်လေ့ကျင့်မှုတွေမလိုအပ်တော့ လောက်အောင်တမန်နေပြီလို့တတ်မှတ်လိုက်တာကိုတော့အပြင်သူ့ဆရာကအန်ရှာအနေနဲ့တကယ်ပြင်ပလောကကြီးကိုမြင်တွေ့ဖို့အချိန်တန်ပြီလို့လည်းယူဆတဲ့အန်ရှာမျိုးတွေကိုရောက်လာတဲ့အခါမှာမြို့ပြရဲ့ရှုပ်ထွေးမှုတွေကြောင့်ရုတ်တရက်ဦးကြောင်ကြောင်ဖြစ်သွားခဲ့ရတဲ့လမ်းဖြတ်ကူးရတာကိုမသိတာကြောင့်ပြဿနာရှာမိသွားတဲ့သူကသူ့ရဲ့ကိုခံပညာစွမ်းရည်တွေကိုအသုံးပြုပြီးကားတွေကိုရှောင်းတင်းရင်းနဲ့နည်းနည်းပါးပါးကြွားလုံးထုတ်လိုက်မိတဲ့ပရိသတ်တွေရဲ့ချီချူးမှုကိုလည်းရလိုက်တာပေါ့လူတယောက်ဆိုသူ့ကိုဒင်းကားပြတပြအားတောင်ဖြစ်ပေးလိုက်သေးတယ်ဒါပေမဲ့ဒါကအစားအသောက်ဝယ်စားဖို့မလုံလောက်ဘူးလေညရောက်တော့အန်ရှာဘိုက်စာလုံးလို့တည်တော့မယ် အဲ့ဒီအချိန်မှာဒေါက်တာစုကိုအစားတောက်ဆိုင်ကနေအစားတောက်ထုတ်တထုတ်နဲ့ထွက်လာတာကိုအန်ရှာမြင်လိုက်ရတော့ခိုးဖို့ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ဒေါက်တာစုကသူ့ဆက်ပြီးနဲ့မြို့ပတ်လုံးအန်ရှာနောက်ကိုလိုက်တော့တာပေါ့။နောက်ဆုံးတော့သူတို့မြင်သားကိုရောက်လာတဲ့အန်ရှာကအချိန်မီရှောင်လိုက်နိုင်ပေမဲ့ဒေါက်တာစုကတော့ရေထဲကိုပြုတ်ကျသွားတော့တာပေါ့။အန်ရှာကသူ့ကိုမဆိုင်မတွက်ကဲတင်လိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ဒေါက်တာဆူကသူ့ကိုအစားအသောက်တွေပေးလိုက်တယ်ဒေါက်တာဆူကအန်ရှာကိုရေစရာကောင်းပြီးစိတ်ဖြူစင်တဲ့သူတယောက်လိုလည်းမြင်တယ်ဒါနဲ့သူ့ဆေးဆိုင်ကိုခေါ်သွားပြီးတပည့်အဖြစ်ထပ်အပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒေါက်တာဆူကသူ့ဇနီးမစ္စဆူနဲ့အတူနေတာမစ္စဆူကတော့သူ့ယောက်ျားကိုတိတ်ကြူးမဆိုင်ပဲသူ့ယောက်ျားရဲ့ညီနဲ့ပိုးပြီးပေါင်းတင်နေတတ်တယ်ဒါပေမဲ့အန်ရှာကိုတော့မကြည်မနှက်မရှိဘူးအန်ရှာကသူ့တို့နှစ်ယောက်ကိုထမင်းစားနေတော့ရေစရာတွေလုတ်ပြရင်တော့သဘောကျတာပေါ့ဒေါက်တာဆူကသူ့ ဆေးဆိုင်မှာဆေးရောင်းရုံတာမကလူနာတွေကိုလည်းကြည်ပေးတယ်အန်ရှာကဆေးရောင်းတာရောလူနာကိစ္စတွေမှာပါကူညီတက်လာတယ်သူ့ရဲ့ကိုခံပညာစွမ်းရည်တွေကနာကျင်နေတဲ့သူတွေအထူးသဖြင့်ကလေးငယ်တွေရဲ့အာရုံကိုလွှဲပြောင်းပေးရမှာအသုံးဝင်ခဲ့တယ်နေတိုင်းရဲ့အဆုံးမှာဒေါက်တာဆူကအန်ရှာကိုသူ့ရဲ့အကူအညီအတွက်ပတ်စံပေးတယ်ဒါပေမဲ့သူရတဲ့ငွေရဲ့တဝက်ကတော့လုပ်ငန်းမကောင်းတဲ့သူ့အကူဒါအိုရွန်စီကနေအချစ်ဆေးဝယ်ဖို့ပဲတုံးလိုက်ရတာ ဒီနေ့နေ့လည်ခင်းမှာဒေါက်တာစုကဒါအိုရွန်ကဆိုင်ကိုတံမိုးရှိတဲ့လက်စွပ်တကွင်းနဲ့ရောင်းချလိုက်ပြီဆိုတာသိလိုက်ရတော့ဒေါတာတကြီးဖြစ်သွားတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့ဆိုင်တွေကမိသားစုအမွေတွေဖြစ်ခဲ့တာကိုဒါအိုရွန်ကတော့ဘယူးမဆိုင်ဘူးစုကိုဖုံးကြီးဘဝကိုစွန့်ပြီးမိမနောက်လိုက်ခဲ့တာကိုတတိပေးလိုက်တယ်။ဒါကြောင့်စုကလည်းပြောစရာမရှိတော့ဘူးပေါ့။ဒေါက်တာစုကဆိုင်ထဲကနေဒေါတာတကြီးထွက်သွားတော့အန်ရှာကရှင်းပြချက်တောင်းမှုသူ့နောက်ကိုလိုက်သွားတယ်။ဒေါက်တာစုဟာအန်ရှာလိုပဲဖုံးကြီးကြ နောက်တစ်ခါမှတန်ခါဖြစ်ခဲ့ဘူးတာကိုသိလိုက်ရတယ်ဒါပေမဲ့တနေ့တော့သူကလွန်ကဲစွာလှပတဲ့အမျိုးသမီးတယောက်ဆူတောင်းနေတာကိုမြင်လိုက်ရပြီးသူ့ကိုတတိထားမိအောင်နောက်ကလိုက်သွားခဲ့တယ်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးကမစ္စဆူဖြစ်လာခဲ့တာပေါ့တန်ခါကတော့အရာအလုံးကိုဆွတ်လုပြီးဆရာဝန်ဖြစ်လာကသူမအတွက်ရှာဖွေကြွေးမွေးဖို့ကြိုးစားလုပ်ကင်ခဲ့တယ်ဒေါက်တာဆူကအချစ်ဆေးကိုပုံမှန်ဝင်နေရတဲ့တခုလေးတော့အကြောင်းရင်းကတော့သူ့အကိုရဲ့ကြွေးမိတွေကိုကူညီဖို့ပဲဖြစ်ပေမဲ့ဒါအိုယွန်ကတော့ကြိုးစားပန် စာလုတ်ကန်ရတာကိုဂယုမဆိုင်ဘူးဆိုတာထင်ရှားနေတာပေါ့ညနေပိုင်းမှာအန်ရှာကထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပြီးလေကားထစ်ပေါ်တက်ပြီးသူ့တို့အခန်းထဲကိုချောင်းကြည့်လိုက်တော့အခန်းထဲမှာသူတို့ဇနီးမောင်နှံရင်းရင်းနှီးနှီးရှိနေကြတာကိုတွေ့လိုက်ရတယ်သူတို့ပြီးစီသွားတဲ့အခါဆရာဝန်ကသူ့အကိုရဲ့အနာဂတ်အတွက်ဘလောက်ဆိုးရင်ကြောင်းသူ့ဇနီးနဲ့တိုင်ပင်နေဒါပေမဲ့သူကနောက်ထပ်တပြားတစ်ချက်မှမပြီးတော့ဘူးလို့ညှဉ်းဆန်လိုက်တယ်သူကမစ္စဆူကိုပတ်စံအတွက်ဘယ်တော့မှဆိုးရင်ရတော့မှာမဟုတ်ဘူးလို့ တိပေးလိုက်တယ်ဘာလို့လဲဆိုတော့သူမှာဗီရိုနောက်ကနယံမှာဝက်ထားတဲ့စူးစောင်းငွေတွေအများကြီးရှိတာကိုနောက်နေ့မှာအန်ရှာကဒေါက်တာဆူအတွက်အချစ်စေးထက်သွားယူတယ်ဒါပေမဲ့ဆိုင်ကိုရောက်တဲ့အခါမစ္စဆူကသူ့ယောက်ျားရဲ့ညီနဲ့ဖောက်ပြန်နေကြောင်းညွှန်ပြနေတဲ့အတန်တွေကိုကြားလိုက်ရတယ်သူကဆရာဝန်ကိုတော့အဲ့ဒီအကြောင်းမပြောပြဘူးဒါပေမဲ့မစ္စဆူကတော့နောက်ပိုင်းမှာရင်ဆိုင်မင်းမြန်လိုက်တယ်ဒါပေမဲ့မစ္စဆူကတော့သူ့အလုပ်ကိုဝင်မဆွတ်ဖက်ဖို့ပဲပြောလိုက်တယ် အဲ့ဒီနောက်ပိုင်းမှာတော့ဒါအိုရွန်ကမစ္စဆူကိုသူ့ကြွေးမိတွေအကြောင်းပြောပြပြီးဘလို့အဆုံးတက်ရမှန်းမသိအောင်ဖြစ်နေကြောင်းငိုကြွေးပြောပြတယ်ဒါကမစ္စဆူကိုကူညီဖို့စိတ်ပြောင်းသွားစေတယ်ဒါအိုရွန်ကဆရာဝန်အတွက်ပို့ပြီးပြင်းတဲ့အချစ်စေးတမျိုးကိုလည်းပေးလိုက်တယ်အိမ်ပြန်ရောက်တော့မစ္စဆူကနယံကနေစူဆောင်းငွေတွေကိုခိုးဖို့ကြိုးစားတယ်ဒါပေမဲ့ဆရာဝန်ကလက်ပူးလက်ချက်ဖမ်းမိလိုက်တာပေါ့အန်ရှာကသူ့ကိုအကုန်လုံးပြောပြပြီးပြီးလို့ထင်ပြီးမစ္စဆူကဒါအိုရွန်အခြေအနေကိုရှင်းပြတယ်ဒါပေမဲ့ အခုတော့အဆုံးသတ်သွားပြီဖြစ်ပြီးနောက်ထပ်ဘယ်တော့မှမတွေ့တော့ဘူးလို့လည်းကတိပေးလိုက်တယ်အဲ့ဒီနောက်မကြခင်မှာပဲညတကောင်ကျော်လောက်မှာအန်ရှာကအော်တန်တွေကြားလိုက်ရတဲ့မစ္စဆူကသူတို့ရင်းရင်းနှီးနှီးနေကြတော့ဆရာဝန်ကတေဆုံးသွားတာကိုသူ့ဆရာကိုနှုတ်ဆက်ရင်းအန်ရှာကဆရာဝန်ကသူ့ကိုဘယ်တော့မှပိုင်းမစားဆရာဘူးလို့ကတိပေးခဲ့တာကိုပြန်မက်ရပြီးဆိုင်ကိုဆက်လက်ထိမ့်သိမ့်မှုတာဝန်ယူလိုက်တဲ့ဒါကသူ့ကိုဗလာဖြစ်နေတဲ့စီပလင်းမှုကိုရှာတွေ့စေပြီးတန်တရားဖြစ်သွားစေတယ်ဆရာဝန်မရှိတော့ဒါအိုရုံကအချက်မရှိ ီးတော့ပဲမစ္စဆူကိုလူကိုယ်တိုင်လာခေါ်တဲ့အန်ရှာကသူတို့နှစ်ယောက်ကိုတေဆုံးသူအတွက်ခုနှစ်ရက်ဝမ်းနေကြောင်းထုံနှန်းစင်လာကိုလေးစားတင်ကြောင်းသတိပေးပေမဲ့သူတို့နှစ်ယောက်လုံးကဂရုမစိုက်ဘူးဒါအိုရွန်နဲ့မစ္စဆူတို့လေးစီးထွက်သွားကြတယ်အဲ့ဒီအချိန်မှာမစ္စဆူကဒါအိုရွန်ဝမ်းမနေတာကိုလည်းထူးဆန်းတယ်လို့တွေးလိုက်ရတယ်ဒါအိုရွန်ကစီးထဲမှာအစိတ်ထက်ထားမှန်းသူမသဘောပေါက်သွားတယ်ဒါကသူတို့နှစ်ယောက်ကြားညှင်းခုန်မှုဖြစ်စေပြီးလေကိုလှုပ်ခါသွားစေကပေါက်သွားစေတယ်သူတို့အထဲမှာပိတ်မိနေတာမို့ ထွက်ပြေးလို့မရဘူးသူတို့ရေနစ်တော့မယ်ဆိုတော့အန်ရှာကသူတို့ကိုကယ်ဖို့ရောက်လာတယ်ဒါပေမဲ့အန်ရှာကဆရာဝန်ကိုသူတို့လုခဲ့တာတွေကိုဒေါသထွက်နေလို့မဲခဏတာမဆိုင်မထွက်ဖြစ်လိုက်တာကပဲလေကိုလွတ်သွားစေဖို့လုံလောက်သွားပြီးဖြစ်ရှိတယ်လို့ခန်းစားရတာကြောင့်အန်ရှာကသူ့ဖြစ်တွေအတွက်ဆူတောင်းမှုဘုန်းကြီးကျောင်းကိုပြေးသွားတယ်အဲ့ဒီမှာကျောင်းထိုင်ဘုန်းကြီးယူဆောင်ကသူ့ကိုတွေးလိုက်ရပြီးအန်ရှာကိုဖះရှိမှဒူးထောက်ပြီးလူတက်မှုအတွက်အပြစ်ဒဏ်ခံယူဖို့ပြောလိုက်တယ် ဗုဒ္ဓဘာသာထုံးနှံစင်လာအတိုင်းအန်ရှာက9ရက်ကြာဒူးထောက်ပြီးနောင်တရနေခဲ့တယ်သူလုတ်ခဲ့တာမှန်တလားမှန်တလားဆိုတာကိုမသေးချာသေးဘူးအန်ရှာဆိုင်ကိုပြန်ရောက်လာတဲ့အခါမှာတော့တကားမှာတုတ်ခတ်ထားပြီးမဲ့အထဲကိုဝင်လာနိုင်တဲ့ကြောင်းနဲ့တွေ့လိုက်ရတယ်သူကနေရံတွေကိုဖျက်ပြီးအရာဝတ္ထုတွေကိုဖျက်ဆီးနိုင်တဲ့အထူးနည်းပညာကိုအသုံးပြုနိုင်တဲ့ကိုခန့်ပညာကျောင်းသားတစ်ယောက်ပဲသူကသူ့ဆရာအတွက်ဆေးဝယ်ဖို့ဆိုင်ကိုရောက်လာတာနောက်ပိုင်းမှာသူကသူ့ဆရာပန်းနဲ့တိုက်ခတ်ရမှာကိုအန်ရှာကဒီအားကြီးတဲ့နည်းပညာကိုအရန် အထင်ကြီးသွားပြီးဆေးရောက်မိတဲ့နောက်မှာကြောင်နောက်ကိုတိတ်တိတ်လေးလိုက်သွားပြီးသူ့ဆရာပန်နဲ့တိုက်ခိုက်တာကိုကြည့်လိုက်တဲ့လူနှစ်ယောက်စလုံးကအယံတော်ကြပြီးပန်ကသူ့ကိုလှောင်ပြောင်းနေပေမဲ့ကြောက်ကတော့စိတ်ငြိမ်ငြိမ်နေနိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ပန်ကသူ့တပည့်ကိုအနိုင်ယူလိုက်တယ်ကြောက်ကတော့လက်မလျှော်ပဲအနီးနားကပစ္စည်းတွေကိုအသုံးပြုပြီးနောက်ဆုံးထိုးနှက်ချက်ကိုအထူးနည်းပညာနဲ့ထိုးနှက်လိုက်တယ်ဒါပေမဲ့ဒါကသူကသူ့ဆရာရဲ့နည်းပညာကိုသူ့နောက်ွယ်မှာလေ့ကျင့်နေခဲ့တာကိုဝန်ခံဖို့ လေတွန်းအားပေးလိုက်တယ်လို့ဖြစ်သွားတဲ့အပန်ကတော့ကိစ္စမရှိဘူးကြောက်ကသူ့သားထက်ပိုတော်တယ်ဆိုတာကိုဝန်ခံပြီးသူ့ကြောင်းရဲ့ခေါင်းဆောင်မှုအမွေကိုကြောက်ကိုပေးမယ်လို့ပြောလိုက်တယ်ဝမ်းသာနေတဲ့ကြောက်ကပြန်ထွက်သွားဖို့လုပ်ပေမဲ့ရုတ်တရက်ချမ်းပြင်ပေါ်လဲကျသွားတယ်ဘာလို့လဲဆိုတော့ပန်ကသူ့ကိုတစ္ဆာဖောက်ပြီးသူ့ထီးနဲ့တက်ဖို့အချိန်မှန်ကိုစောင့်နေခဲ့တာကိုဒါကသူ့ရဲ့ခိုးယူခံရတဲ့နီးပညာအတွက်လက်စားချေပြီးသူ့သားကိုဆက်ခံသူအဖြစ်ဆက်လက်ထားဖို့ပဲနောက်နေ့မှာပန်ရဲ့သားချီစီကသူ့အဖေအတွက်ဆေးဝယ်ဖို့ အန်ရှာရဲ့ဆိုင်ကိုရောက်လာတဲ့သူကကောင်းကောင်းချက်ပြုတ်ချင်တဲ့အသားတချို့လည်းယူလာတယ်။အန်ရှာကမိဘူချောင်ကိုမျှဝေတုံးဆွဲပြီးနေလေစာကိုမျှဝေစားတော့ဖို့သဘောတူလိုက်တဲ့ဟင်းချက်ပြီးတဲ့အခါချီစီကအန်ရှာကိုတိုက်ခိုက်မှုအသေးစိတ်တွေကိုပြောပြပြီးမှပဲစားခွင့်ပြုတယ်။အသားမှာသူတို့ကိုထင်ရောက်ထင်မှဖြစ်စေပြီးမျက်နှာတွေဖူးယောင်စေတဲ့အထူးစိတ်တစ်မျိုးပါနေမှန်းတိလိုက်ရတဲ့အခါကိစ္စတွေကထူးဆန်းလာတော့တယ်။အန်ရှာကမစ္စဆူရဲ့ဝိညာဉ်ကိုမြင်လိုက်ရပြီးတဲ့နောက်မှာတော့သူတို့မေ့ဖြစ်ဖို့အတွက်အရက် တောက်တဲ့နယ်လိုဆုံးဖြတ်လိုက်တယ်သူတို့မှာပတ်စံမရှိတာကြောင့်အန်ရှာနဲ့ချီစီတို့ကအလူခံဘုံကိုခိုးဖို့ဖုန်ကြီးကြောင့်ကိုတွားကြတယ်ရှီယူကအလူခံဘုံကိုကာကွယ်နေတဲ့ဖုန်ကြီးတစ်ပါးဖြစ်ပြီးသူတို့ကိုတိုက်ပွဲမှာအနိုင်ယူပြီးခေါင်းတွေကိုမြေကြီးပေါ်အရောက်နဲ့သင်ငန်းစာပေးလိုက်တယ်ချီစီကကြောက်လန့်တကြားထွက်ပြေးသွားပေမဲ့အန်ရှာကတော့တောင်းပန်ဖို့ဆက်နေပြီးရှီယူကိုသူ့ဆရာဖြစ်လာဖို့တောင်းဆိုတယ်ဒါပေမဲ့ရှီယူကသူ့ကိုညှဉ်းဆန်လိုက်တယ်နောက်နေ့မနက်မှာချီစီကပန်ကိုဖြစ်ကြောင်းကုံစင်ပြဟုတ်ပြတော့ပန်ကသူ့ငငယ်တုန်းကလေ့ကျင့်ခဲ့ပြီးသူ့စီကနီးပညာခိုးခဲ့တဲ့ရှီယူဖြစ်ရမယ်လို့ချက်ချင်းသဘောပေါက်သွားတယ် အန်ရှာကဆေးအော်ဒါယူလာတဲ့အခါသူတို့ရဲ့စကားပြောဆိုမှုကပြတ်တောက်သွားတယ်။ချီစီကသူ့ကိုမျက်မျက်ဆန်းဆန်းကန်ထုတ်လိုက်ပြီးတဲ့နောက်မှာတော့အန်ရှာကသူ့ကိုဖုန်ကြီးကြောင်ကြောင်ပြောပြခဲ့တာလို့သူ့ဖေကိုရှင်းပြလိုက်တယ်။အခုတော့ပန်ကအန်ရှာနဲ့ရှီယူလို့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ထင်နေတာပေါ့။အဲ့ဒီအချိန်မှာအန်ရှာကသူ့ပစ္စည်းတွေကိုထုတ်ပိုးပြီးသူ့ဆရာကိုရစ်ပလင်မှာနှုတ်ဆက်ပြီးဖုန်ကြီးကြောင်ကိုပြန်သွားပြီးရှီယူကိုသူ့ကိုထပ်တင်ပေးဖို့တောင်းပန်တဲ့အန်ရှာကပတ်ဝန်းကျင်ကိုတမျက်စိလဲခြင်းဖြင့် အတုံးဝင်ကြောင်းပြတ်တော့ကိုစတင်ခဲ့တယ်ဒါပေမဲ့ CU ကသူ့စီကတမျက်စီကိုယူပြီးသူ့ရဲ့အထူးတန်ရှင်ရေးနီးစနစ်ကိုပြတ်တာပြီးမှပြန်ပေးလိုက်တယ်တန်ရှင်ရေးလောက်တာကောင်အာယုံစူးဆိုင်မှုလေ့ကျင့်ခံဖြစ်ရမယ်လို့ရှင်းပြလိုက်တယ်အဲ့ဒီနောက်ပိုင်းမှာတော့မင်းကလေးတယောက်ကအန်ရှာစီလာပြီးသူ့ကန်ကျမကဖုန်ကြီးကြောင့်မှသူ့ကဲတင်ရှင်နဲ့တွေ့ဆုံမယ်လို့ဟောကိန်းထုတ်ထားတယ်လို့ပြောပြတယ်သူမရဲ့အကြီးမားဆုံးဆန္ဒကကလေးရဖို့ဖြစ်ပြီးအန်ရှာကသူမကိုနီးလန့်ရှာပေးဖို့ကတိပေးလိုက်တယ်ညနေပိုင်းမှာအန်ရှာက အကြံဉာဏ်ရဖို့ယူဆောင်ကိုတွားတွေ့တယ်သူတို့နှစ်ယောက်လုံးမျက်လုံးတွေမိတ်ပြီးသူတို့ရဲ့စိတ်အာရုံထဲမှာတွေ့ဆုံကြတယ်ယူဆောင်ကအန်ရှာကိုဘုံကြီးကျောင်းထဲမှာလှုပ်ဝက်ခန်းတခန်းရှိကြောင်းပြောပြတယ်အဲ့ဒီမှာအမျိုးသားတွေကအမျိုးသမီးတွေကိုကိုဝင်ရအောင်လုပ်ခဲ့ကြပြီးသူကအကာအကွယ်ပေးဖို့အချိန်တော်ကြအောင်ပိတ်ထားခဲ့တာကိုယူဆောင်ပါလို့ဒီကိစ္စကိုပြောစရာကောင်းတယ်လို့ယူဆနေမှအန်ရှာမသေးချဘူးဒါပေမဲ့မျက်လုံးဖွင့်လိုက်တဲ့အခါအခန်းတော်ကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်အန်ရှာကမင်းကလေးကို အခန်းထဲခေါ်သွားပြီးသူတို့နှစ်ယောက်အတူတူရင်းရင်းနှီးနှီးနေဖို့နေရာရှိမှန်းနောက်ဆုံးမှသဘောပေါက်သွားတယ်သူတို့နှစ်ယောက်အတူတူပျော်ရွှင်စရာညတညကိုကုန်းဆုံးခဲ့ကြပြီးမြင်မိန်းကလေးကတော့သူ့နာမည်ကိုမပြောပြဘူးဘာလို့လဲဆိုတော့သူတို့နှစ်ယောက်နောက်ထပ်ဘယ်တော့မှမတွေ့ကြရတော့မှဘူးနောက်ပိုင်းမှာဒီအတွေ့အကြုံကိုရှီယူနဲ့မျှဝေပြီးတဲ့နောက်အန်ရှာကပြန်ပြီးသူ့ရဲ့ဇလန်းကိုပြောပြဖို့တောင်းဆိုလိုက်တယ်ရှီယူကသူ့ဆရာဟောင်းကွယ်လွန်သွားတဲ့အခါသူ့ရဲ့မြောက်ထိုးနည်းပညာကိုသူ့ကိုပေးခဲ့ပြီးသူ့ ရဲသားပန်ကမတော်လို့သူ့ကိုအเจ้าရဲ့ဆက်ခံသူဖြစ်စေခဲ့တာလို့ရှင်းပြတယ်ပန်ကဒေါသတကြီးနဲ့ရှီယူကိုတိုက်ခိုက်ပြီးသူ့เจ้าကနေထွက်ပြေးခဲ့ရတယ်ယနေ့ခေတ်မှာတော့ရှီယူကအမှန်တကယ်ပိုင်ဆိုင်သူကိုပြန်ပေးဖို့အချိန်မှန်ကိုစောင့်နေတာပေါ့သူ့ရဲ့စကားဝိုင်းကရုတ်တရက်ပန်ကြောင့်ပြတ်တောက်သွားတယ်သူကသူ့အဖေရဲ့နီးစနစ်တွေပါတယ်လှုပ်ဝက်ကျန်းစာအုပ်ကိုတောင်းဖို့ရောက်လာတာကိုရှီယူကအဲ့ဒီလိုကျန်းစာအုပ်မျိုးဘယ်တော့မှမရှိခဲ့ဘူးလို့ရှင်းပြတယ်ဒါပေမဲ့သူတိတိမျှအားလုံးကိုမှတ်စုစာအုပ်ထဲမှာ ရေးထားပြီးသူတို့နှစ်ယောက်ရဲ့မပြေလည်မှုတွေကိုဖြေရှင်းဖို့အတွက်ဖန်ကိုနောက်ဆုံးမှပေးနိုင်ပြီလို့ပြောလိုက်တဲ့ဖန်ကကျန်းစာအုပ်ကိုဆွဲယူပြီးမိဖို့ချောင်မီလေးပြစ်ထည့်လိုက်တော့အန်ရှာကပြန်ဆယ်ဖို့ပြေးသွားတယ်ဒါပေမဲ့ဖန်ကသူ့ကိုဝေ့ရမ်းဖို့ချက်ချင်းခုံဝင်လိုက်တဲ့ရှီယူကကိစ္စတွေကအကြမ်းဖက်မှုဘက်ကိုရောက်သွားမှာကိုမလို့ချင်ဘူးအနှစ်နှစ်အလားလာကထွက်ပြေးခဲ့တဲ့အတွက်ဖန်ကိုတောင်းပန်လိုက်တယ်အခုတော့သူတို့အတူတူလေ့လာနိုင်ဖို့သူနေခဲ့တဲ့နယ်ဆိုတာကိုသူနားလည်သွားပြီးသူကလေးစားစွာအယုအသေးပြ ခုချင်းသေးပေမဲ့ပန်ကတော့나ကြီးနေတော့မဲ့ဒါနဲ့တိုက်ပွဲစတင်ခဲ့တဲ့သူတို့ရဲ့ကွန်ဘူးနီးစနစ်တွေကဖုံးကြီးကြောင်ရဲ့အစိပ်ပိုင်းများစွာကိုဖျက်ဆီးပစ်လိုက်တယ်ပန်ကအန်ရှာကိုတိုက်ခိုက်တာကိုရက်တံမှုရှီယူကအန်ရှာကိုအကြိမ်ကြိမ်တိုးထုတ်ခဲ့ရတယ်ရှီယူကသူ့တပည့်ကိုအပြင်ကိုခေါ်ထုတ်သွားဖို့မြင်မြန်ဆန်းဆန်းလှုပ်ရှားတာကိုမြင်တော့ပန်ကတိုက်ပွဲကိုရက်ပြီးဖုံးကြီးကြောင်ကနေထွက်ခွာသွားတယ်ဒါပေမဲ့တကားတွေပိတ်ပြီးတာနဲ့သူကဟန်ဆောင်နေတာဖြစ်ကြောင်းဖော်ထုတ်လိုက်ပြီးနေရန်ကိုဖျက်ပြီးတိုက်ခိုက်ဖို့သူ့ရဲ့အထူးနည်းပညာကိုအသုံးပြုလိုက်တယ် ရုပ်တုတစ်ခုပောက်ကွဲသွားပြီးအပိုင်းစာလေးတွေကရှီယူနောက်ကိုလိုက်သွားတဲ့ရှီယူကသူ့တမျက်စိကိုဆွဲယူပြီးဒိုင်းဖြစ်အုံပြုနိုင်တဲ့အရွက်တွေရဲ့လေးပွေးတစ်ခုကိုဖန်တီးဖို့သူ့ရဲ့ဆွမ်းအားတွေကိုအုံပြုလိုက်တဲ့ပန်ကတူနိုင်ပြီလို့ထင်ပြီးအထဲကိုပြန်ဝင်လာပြီးစစ်ဆေးတယ်ဒါနဲ့ရှီယူကသူ့ဘော်ခုန်တက်ပြီးတိုက်ပွဲကိုပြန်ဆလိုက်တဲ့ပန်ကသူ့ရဲ့အထုနည်းပညာကိုထပ်အုံပြုတော့မဲ့အချိန်မှာရှီယူကလက်ပြဝန်းထွက်နေတာကိုသတိထားမိပြီးရေပန်းကနေရေတွေကိုထိန်းချုပ်ပြီးသူ့ရန်သူကိုနောက်ပြန်တွန်းထုတ်ဖို့ သူ့ရဲ့စွမ်းအင်ကိုအသုံးပြုလိုက်တဲ့ပန်ရဲ့တိုက်ခိုက်မှုကလုံးဝပျက်စီးသွားတာတော့မဟုတ်ဘူးအဲ့ဒီအစာစီးချောင်းကိုနှစ်ပိုင်းကွဲစေပြီးလူနှစ်ဦးစလုံးကိုတစ်ချိန်ထဲမှာထိမှန်စေတဲ့ပန်ကထွက်ပြေးဖို့အခွင့်အရေးကိုယူလိုက်တယ်ဒါပေမဲ့အိမ်ကိုရောက်တာနဲ့တတိလစ်သွားတော့တဲ့ချီစီကအန်ဆွဲတွေထဲကစေးဝါးတွေရှာဖို့အလင်းစလိုလှုပ်လိုက်ရမှာဘေးနားမှာတနက်တလက်ကိုတွေ့လိုက်ရတယ်အခုတော့သူ့အဖေကိုပြုစုနေရင်းနဲ့လက်နဲ့ရဲ့အမှတ်ရစရာကသူ့စိတ်ထဲကနေထွက်မသွားတော့ဘူးအဲ့ဒီအချိန်မှာအန်ရှာကရှီယူကိုသူ့မိစနစ် တွေတင်ပေးဖို့နောက်ဆုံးတော့ဆွဲဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့အခုလောလောဆယ်မှာတော့တဘာဝတရားရဲ့စွမ်းအားတွေနောက်ွယ်ကသီအိုရီနဲ့စတင်ကြတယ်။ကျေးဇူးတင်တဲ့အနေနဲ့အန်ရှာကမိသားကမှတ်စုစာအုပ်ကိုကယ်တင်ခဲ့ကြောင်းထုတ်ဖော်ပြောပြပြီးရှီယူကိုပြန်ပေးလိုက်တယ်။နောက်ပိုင်းမှာအန်ရှာအိတ်ရလေးရောက်နေတော့ဘုံကြီးကျောင်းထဲမှာတနက်တန်နှစ်ချက်ပဲ့တင်ထက်တာကိုကြားလိုက်ရပြီးအပြင်ကိုပြေးထွက်ကြည့်လိုက်တော့ရှီယူတနက်ပြစ်ခံထားရတာကိုတွေ့လိုက်ရတယ်။တီလူမျိုးပါဖြစ်နေတဲ့ရှီယူကခြာဆိုတဲ့တစုံတစ်ယောက်ကိုနောက် ဆုံးအကြိမ်တွေ့ကျင်ပြီးမဆုစာအုပ်ကိုပေးကျင်တယ်ဒါပေမဲ့အန်ရှာကအဲ့ဒါဘာလို့လဲဆိုတာမသိပဲရှီယူကိုယူဆောင်စီခေါ်သွားခဲ့တယ်ဖုန်းကြီးကရှီယူကိုဒါကကန်တရားရဲ့ရလက်ဖြစ်ကြောင်းတင်ကြားပေးတယ်အခုတော့ရှီယူကတန်တရားလဲနေတာဘလို့ပိတ်သွားလဲဆိုတာနားလည်သွားပြီးမှသူ့တငယ်ချင်းခြာကိုသူ့နှလုံးသားထဲမှာမြင်တွေ့ပြီးတဲ့နောက်သူ့ဝိညာဉ်ကအေဂျင့်စွာထွက်ခွာသွားတယ်အဲ့ဒီအချိန်မှာပန်ကနိုးလာပြီးရှီယူကိုတနက်နဲ့ပြစ်ခဲ့တာကသူ့သားဖြစ်ကြောင်းသိလိုက်ရတဲ့အနေငယ်ကြတော့အန်ရှာကမြို့ကိုသွားတယ်ဘာလို့ လဲဆိုတော့ခြာကဒေတာခံပြဆက်ရုံမှာဖြောပြသူဖြစ်နေပြီဆိုတာသိလိုက်ရတာကိုပြဝဲပြီးသွားတဲ့အခါအန်ရှာကခြာကိုဖြစ်ကြောင်းကုံစင်ပြောပြတယ်ဒါပေမဲ့ခြာကဘုန်းကြီးကျောင်းကိုသွားပြီးတွေးဆနေတဲ့အဝိစားတွေကိုမြင်ရတာတော့မယုံကြည်ဘူးအထူးသဖြင့်ရှီယူကအရင်ကတပည့်မထားဘူးလို့လေအန်ရှာကသူ့ဇလန်းကိုတက်တည်ပြဖို့အသေးစိတ်အချက်လက်တွေထပ်မြဝေတယ်ဒါနဲ့ခြာကသူတို့ကွန်ဖူးကျောင်းကိုမဝင်ခင်ကရှီယူနဲ့တွေ့ဆုံခဲ့ဘူးကြောင်းရှင်းပြလိုက်တယ် သူတို့နှစ်ယောက်စလုံးစစ်တပ်မှာအတူတူရှိခဲ့ကြတယ်။အဲ့ဒီတုန်းကခြားကဆေးပြတ်နေတဲ့ဖြောပြေသူတယောက်ပဲရှိခဲ့တာသူ့ရဲ့ပထမဆုံးတိုက်ပွဲစတင်တဲ့အခါကြောက်လန့်တကြားထွက်ပြေးခဲ့တယ်။ဒါပေမဲ့ရှီယူကသူ့နောက်ကိုလိုက်လာပြီးစစ်ပွဲအတွင်းသူ့စိတ်ကိုတည်ငြိမ်အောင်ကူညီပေးခဲ့တယ်။ခြားကသူ့တငယ်ချင်းရဲ့တည်ဆုံမှုအတွက်လက်စားချေခြင်းနဲ့အန်ရှာကသူ့ကိုတတ်ခဲ့တာပန်ဖြစ်နိုင်တယ်လို့ပြောလိုက်တဲ့ခြားမှာနောက်ထပ်ပြပွဲတစ်ခုကြံသေးပေမဲ့သူကစင်မော်တက်ပြီးဖြတ်သိမ်းလိုက်တော့တယ်။ဒါကရဲမင်းကြီးလီယန်ကိုဒေါသထွက်စေတယ်။ ။ဘာလို့လဲဆိုတော့သူကသူ့ရည်စားအတွက်ကောင်းမွန်တဲ့နေရာတွေအတွက်ပတ်စံပူပေးထားခဲ့တာကိုအခုတော့သူကသူ့လူတွေကိုဒီအချက်ကွဲမှုအတွက်လက်စားချေဖို့ဆေးလွတ်လိုက်တဲ့ခြာကရဲအများပြားကိုအနိုင်ယူဖို့အံ့ဩစရာကောင်းလောက်အောင်လွယ်ကူတယ်။လီယန်ကသူ့ကိုပြစ်ဖို့ကြိုးစားတဲ့အခါခြာကကြည်စံကိုရှောင်ရှားပြီးသူ့ကိုပါရိုက်နှက်နိုင်လောက်အောင်မြင်မြန်ဆန်ဆန်လှုပ်ရှားလိုက်တဲ့နောက်နေ့မှာလီယန်ကပန်နဲ့အတူတူလက်စားချေဖို့ဆက်သွယ်လိုက်တယ်။လီယန်ကပန်ကိုဖမ်းဆီးတယ်လို့ဟန်ဆောင်ပြီးခြာကိုဖုံးခေါ်ပြီးရှီယူရဲ့ လူသက်သမားကိုဖမ်းမိပြီဖြစ်ကြောင်းအကြောင်းကြားလိုက်တယ်။ဒါကြောင့်ခြာကမနှက်ဖြန်သူ့တို့ကျင်းထောင်ကိုပြောင်းတဲ့အခါလာရောက်ဖို့လွတ်လပ်ပြီးပေါ့ခြာကလက်ခံလိုက်ပြီးပန်နဲ့လီယန်တို့ကသူ့လူတွေကိုထောင်ချောက်ဆင်ဖို့ပြင်ဆင်လိုက်တယ်။ညနေပိုင်းမှာခြာနဲ့အန်ရှာတို့ကရှီယူရဲ့သွေးဆုံးနေတဲ့အင်ဂျင်နဲ့ခြာရဲ့လံကိုကောင်းချီးပေးဖို့အထူးတလေးထုံနဲ့တစ်ခုကိုပြုလုပ်ကြတဲ့ခြာကသူ့တို့နှစ်ယောက်တဘာဝတရားထဲမှာနှစ်ပေါင်းများစွာလေ့ကျင့်ပြီးတဲ့နောက်ရှီယူကသူ့တို့ရဲ့ကူကိုထွက်ခွာဖို့အချိန်တန်ပြီဖြစ်ကြောင်း ကြီးညာခဲ့တယ်လို့ရှင်းပြတယ်ခြာအနေနဲ့စင်ပေါ်ပြန်တက်ဖို့အချိန်တန်ပြီးဘာလို့လဲဆိုတော့ဘဝကတဘာဝတရားနဲ့ပျော်ရွှင်မှုကြားမြတ်တမှုရှိရမှာကိုခြာကအဲ့ဒီစကားတွေတိုင်း selection တန်ဖို့ရည်ရွယ်ထားတယ်နောက်နေ့မှာလီယန်နဲ့ချီစီတို့ကပန်နဲ့အတူကားထဲမှာနေနေကြတော့သူတို့လူတွေကခြုံကိုတိုက်ခိုက်ဖို့ဆက်လက်လှုပ်ဆောင်ကြတယ်ဒါပေမဲ့ခြာနဲ့အန်ရှာတို့အတူတူပူးပေါင်းလှုပ်ဆောင်ပြီးစက္ကန့်ပိုင်းအတွင်းသူတို့အားလုံးကိုအနိုင်ယူဖို့လွယ်ကူခဲ့တယ်ပြီးတော့ခြာကကားနာကိုချင်းကပ်ပြီးပန်ကိုတူးချင်းတူးပေါ့ ကိုတောင်းဆိုလိုက်တယ်ဒါကလူနှစ်ယောက်စလုံးသူတို့ရဲ့စိတ်အာရုံထဲမှာတယောက်နဲ့တယောက်တိုက်ခိုက်ခြင်းနဲ့စတင်တယ်သူတို့ရဲ့စွမ်းရည်တွေကအတော်လေးနှိစက်ပေမဲ့ပန်ကလိမ့်လေပြီးသူ့လူတယောက်ကိုခြားရဲ့မျက်လုံးတွေမိထားတော့တိုက်ခိုက်ခိုင်းလိုက်တာကြောင့်သူ့လက်မောင်းမှာဒဏ်ရာရသွားတယ်ဒါကရှီယူကိုရက်တက်မှုမလုံလောက်ဘူးသူကအလွန်အမင်းမြင်မားစွာခုန်တက်ပြီးနေအောင်ချီကိုအုံပြုပြီးသူ့လက်နဲ့အထူးတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်လိုက်တာကြောင့်ပန်ကိုပြင်းထန်စွာဒဏ်ရာရစေပြီးတစ်ပင်တစ်ပင် စီကိုထောင်ချုံမိစေတဲ့ခြာကပန်ကိုတကယ်တက်ခဲ့သလားလို့မေးတဲ့အခါပန်ကသူ့သားကိုကာကွယ်ဖို့တက်ခဲ့တယ်လို့ပြောလိုက်တဲ့ရုတ်တရက်ချီစီကတနက်နဲ့ရောက်လာပြီးဒါကသူ့လုခဲ့တယ်လို့ဝန်ခံလိုက်တယ်။ဒါကြောင့်အန်ရှာကသူ့ကိုအကျိန်နှဲငယ်ရိုက်နှက်ပြီးတနက်ကိုသူ့စီကနေယူလိုက်ပြီးပြစ်ဖို့စဉ်းစားလိုက်တယ်။ချီစီကရှီယူကသူ့ကိုမြင်ခဲ့ပေမဲ့သူ့နာမည်ကိုတခါမှမပြောခဲ့ဘူးလို့ထောက်ပြတယ်။ဒါကသူကဒီလက်စားချေတဲ့တန်တရားကိုအဆုံးသတ်ချင်ခဲ့တာကိုတတ်တည်ပြတယ်။ဒီစကားတွေကပန်ကိုခြာရက်လန့်ကိုဆွဲယူပြီးကိစ္စတွေကို အဆုံးသတ်ဖို့လှုပ်ဆော်ပေးလိုက်တယ်သူသားရဲ့အသက်အတွက်သူ့အသက်ကိုပေးဆက်ပြီးအနာဂတ်မျိုးဆက်သစ်တွေကသူ့ရဲ့အတိတ်မှာမုန်းတီးမှုမရှိဘဲအစာပြုနိုင်ဖို့ပဲအဲ့ဒီအချိန်မှာလီယန်ကခြေကိုခြေတော့ကိုပြစ်လိုက်ပြီးကားမောင်းထွက်သွားတယ်ဒါနဲ့အန်ရှာနဲ့ချီစီတို့ကသူ့နောက်ကိုလိုက်သွားတယ်အန်ရှာကသူ့ခုံနှုံးနဲ့ကားကိုရက်တက်မှုမအောင်မြင်ဘူးဒါပေမဲ့လီယန်ကကိုယ်ကောက်တာမှတ်သွားတဲ့အခါခြေကိုသူ့လန်နဲ့တွေ့လိုက်ရတယ်အဲ့ဒီလန်ကိုအုံပြုပြီးကားကိုရေထဲပို့ပြီးပောက်ကွဲစေလိုက်တယ်အဲ့ဒီနောက်မှာအန်ရှာ ဒါကရှီယူနဲ့အတူတောင်လေးစီပြန်သွားတယ်အဲ့ဒီမှာသူ့ဘဝမှာကောင်းတာရောဆိုးတာရောနှစ်မျိုးလုံးကိုနောက်ဆုံးတော့ကြုံတွေ့ခဲ့ရလို့သူ့ရဲ့လေ့ကျင့်မှုတွေကိုပြီးဆုံးစေခဲ့တာပေါ့